ားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုစိတ်ပြားကျမ်းမာချမ်းသာကြပါစေဒီနေ့ပြောချင်တာလေးကတော့ဟိုလွန်ခဲ့တဲ့နေ့ကဖုံဖုံတို့တင်လိုက်တဲ့စာလေးပေါ့အဲ့ဒီစာလေးကိုတချို့နားမလဲတဲ့ပုဂ္ဂိုလ်တွေကဒီစကားစံလေးနဲ့ပေါ့ဟိုဗီဒီယိုလေးနဲ့တင်ပေးပါလို့ပြောတဲ့အတွက်ဖုံဖုံတို့ကဗီဒီယိုလေးနဲ့ပြန်လည်ဖြေချပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်အနစရှိရနေကဖြစ်သွားတဲ့ငင်းငလင်တန်းကြောင့်မို့ ဘုရားကြောင်းကံစီဒီတွေသံဃာတော်ရှင်လူမြတ်တွေရဲ့အသက်တွေလူတွေရဲ့အသက်တွေတရားတွေအစာအုပ်တွေလမ်းတွေပျက်စီးသွားတဲ့အတွက်လည်းအင်မတန်မှဝမ်းနဲ့ကြေကွဲမှုဖြစ်ရပါတယ်လို့ဒါလေးလည်းပြောပြရစီအဓိကတော့ဓမ္မပြမဖြစ်နေတဲ့ကံဖြစ်နေတဲ့အတိုင်းအတာတွေကိုစနေတပောင်းပေါ့လေစနေတပောင်းကံစားတာတွေအရာကြည့်တော့ကြည့်ပြီးဆိုလို့ရှိရင်တော့မြမပြည်ကြီးငိမ့်ချမ်းမှုအတွက်အင်မတန်မှကိုကောင်းတဲ့အခွင့်အလမ်းတစ်ခုကိုရောက်ရှိနေပြီလို့ အဲနမိတ်တပေါင်းကြီးအရာတော့ဒီလိုပဲအဲပြောလို့ရပါတယ်အဓိကကတော့မိမိရဲ့အယတ္တအိုအိမ်တွေကိုဆုံးခွာသွားတဲ့လူတွေရက်ရွာတွေဆုံးခွာသွားတဲ့လူတွေအဲ၁၇လပိုင်း21 2025မှာဆိုလို့ရှိရင်82ရာခိုင်နှုန်းသောအိုအိမ်ဆုံးခွာရတဲ့လူတွေဟာကိုယ့်ရဲ့ကိုယ်ဒေသကိုယ့်ရဲ့ကိုယ်ဒေသကိုအိုးကိုအိမ်တွေမှာအေးချမ်းချမ်းနဲ့နေထိုင်ဖို့အတွက် 50နှစ်ရာခိုင်နှုန်းလောက်အခြေအနေတွေအခြေအနေကောင်းတွေပေါ်မှာရောက်နေပါတယ်။နောက်တကပြည်တွင်းစစ်ကြီးပြီးဖို့အတွက်ဆိုလို့ရှင်လည်းအင်မတန်နီးကပ်လာတဲ့အနေအထားကိုရောက်နေပါပြီလို့ဒါကန်စားတာတွေတပေါင်းနေနမိတ်တွေရဲ့အနေအထားကိုပြောပြခြင်းဖြစ်ပါတယ်။အဲပြည်တွင်းစစ်ကြီးပြီးဖို့ဘလောက်လိုသေးတယ်လဲလို့တချို့ကမေးပါတယ်။အဲတချို့ကမေးတဲ့အတွက်အဲ့ဒီအမေးလေးကိုလည်းတက်နိုင်လို့ဖြေပြရစီပြည်တွင်းစစ်ကြီးပြီးဖို့ဆိုတာကဒီ2000 2025အလွန်2026ခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ပြည်တွင်းစစ်ကြီးရဲ့ဒီ85ရာခိုင်နှုန်းကတော့ပြည်တွင်းစစ်ကြီး PC ပွားပြီးပြည်သူပြည်သားတွေ82ရာခိုင်နှုန်းလောက်ပြည်တွင်းစစ်ကြီး85ရာခိုင်နှုန်းလောက်ပြည်တွင်းစစ်ကြီး PC ပွားတဲ့အတွက်မြန်မာပြည်ဒီပြည်တွင်းလူနေတဲ့ပုံပေါ်ပြီးအလုံးဟာဟိုတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့တယောက်ကိုတယောက်ရံမမှုပဲနဲ့အေးအေးချမ်းချမ်းနဲ့ နေထိုင်ရမယ့်အနေအထားအလားအလာတွေက2026ဒီမှာအခုနလပိုင်းမှာဆိုလို့ရှိရင်တော်တော်ကိုပေါ်ပေါ်လင်းလင်းရှင်းရှင်းရှားရှားဖြစ်လာပါပြီ။အပြက်စီးသွားတဲ့အနေအထားတွေကိုကြည့်မယ်ဆိုရင်တော့ဝမ်းနဲ့စရာကောင်းဝေမဲ့ဒီတစ်ဖက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့စီလုံးမှုတွေညီညွတ်မှုတွေတယောက်ရဲ့အတက်ကိုတယောက်တန်ဖိုးထားမှုတွေကအင်မတန်မှကိုပေါ်လွင်လာပါတယ်။ဒါကတော့အင်မတန်မှကိုမြမာပြည်သူပြည်သားတွေရဲ့ချစ်စရာကောင်းတဲ့စိတ်ဓာတ်ပါပဲ။ အဲအဓိကကတော့ပြည်တွင်းမှာတော့တော်တော်ငြိမ်းချမ်းသွားမယ်ပြည်မာကြီးမှာတော့တော်တော်ငြိမ်းချမ်းသွားမယ်ဒါပေမဲ့နေဆက်ဒေသဒီမှာတော့တိုက်ပွဲတွေအနေငယ်ရှိလာနိုင်ပါတယ်အဲတိုက်ပွဲလေးတွေအနေငယ်ရှိလာနိုင်တယ်အဲနောက်တစ်ခါကြာလို့ရှိရင်ဒီပြည်တွင်းစစ်ကြီးငြိမ်းချမ်းသွားပြီအတက်နိုင်ဆုံး PC သွားပြီပေါ့55ရာခိုင်နှုန်းလောက် PC သွားပြီဆိုရင်အဲမြန်မာပြည်တွင်းမှာ အလောက်ကန်အပွင့်လန်းနေပို့ပြီးတော့ပေါ်လာပါလိမ့်မယ် အဲနောက်တစ်ခါပြောချင်တာကတော့ဒီ2025 9လပိုင်းအထိကတော့အသက်32နှစ်ရဲ့အောက်အသက်32နှစ်ရဲ့အောက်အမျိုးသားအမျိုးသမီးပေါ့နိနန္ဒာရီအနေနဲ့ဆိုလို့ရှိရင်စနေဘုဒ္ဓဟူဂျာတာပတိစနေဘုဒ္ဓဟူဂျာတာပတိသာသမီးတွေအနေနဲ့ကတော့9လပိုင်းအတွင်းမှာ2025 9လပိုင်းအတွင်းမှာအဲခီးသွားတာဒီ တည်စီမှမဟုတ်လို့ရှိရင်ကြီးသွားတာတွေကတက်နိုင်လို့ရှောင်ကျင်တက်ပါတယ်2025 9လပိုင်းအလွန်ပါဆိုရင်ဒီခီးသွားခြင်းတဲ့ပုံကိုယ်တွေအတွက်တော့တွားဖို့အဆင်ပြေပါတယ်ကျန်တဲ့ဒီစနေကြာတာပရိစနေကြာတာပရိဘုဒ္ဓဟူးနေ့နံသာသမီးတွေကတော့9လပိုင်းအတွင်းမှာဆိုရင်တည်ရေးရှင်ရေးကိစ္စကလွဲလို့ရှိရင်အဲတခြားအကြောင်းအရာတွေနဲ့ဆိုလို့ရှိရင်တော့ခီးမသွားတာပို့ပြီးတော့တင့်တော်ပါတယ်ပို့ပြီးတော့ကောင်းပါတယ်အသက်32နှစ်အောက် အမျိုးသားအမျိုးသမီးတွေပေါ့နောက်တစ်ခါကြံနိနန်နေဖြစ်တဲ့တနင်းကနေတနင်းလာအင်ကာအတော့ကြသားသမီးတွေကတော့ဒီနေ့ထဲမှာအလုတ်ကိုင်းခွင်လန်းနေပေါ်လာမယ်ယာရုအပြောင်းရွှေ့အနေထားတွေပေါ်လာမယ်အဲကောင်းတဲ့လက္ခဏာတွေပါပဲငွေကြီးအေရအဲငွေကြီးအေရအဆင်ပြေလာမယ်လက္ခဏာတွေတော်တော်များများတွေ့ရပါတယ်အဓိကသူတို့အနေနဲ့ဂယုဆိုင်ရမှာကတော့လေယောဂာနဲ့အကျော်ယောဂာပါလေနဲ့အကျော်ယောဂာတွေကတော့သူတို့ကအထူးကိုဂယုဆိုင်ရပါလိမ့်မယ်အဲနောက်တစ်ခါဒီ ဒီနှစ်နှစ်သုံးနှစ်သုံးနှစ်အတွင်းမှာဆိုရင်မြန်မာနိုင်ငံမှာဘာတွေရှားပါလာမလဲဆိုလို့ရှိရင်ဒီနေ့စဉ်နေ့စဉ်စားတောက်နေတဲ့သူတို့နေ့စဉ်နေ့စဉ်ပုံပေးစားတောက်နေတဲ့လူတွေစားတောက်နေတဲ့အစားအစာဖြစ်တဲ့စားတွေရှားပါလာပါလိမ့်မယ်နောက်တစ်ခါရေချိုးတွေရှားပါလာပါလိမ့်မယ်အဲ့ဒါတွေကိုလည်းအတူတူယူဆိုင်ဖို့လိုပါတယ်ကျန်တဲ့နေနန္ဒသမီးတွေကတော့သတော်ကတနင်းလာတနင်းကနေအဲအင်္ဂါ တောက်ကြသားသမီးတွေကတော့လေယောဂါအကျော်ယောဂါတွေအဖြစ်ဖို့ရာဂိုင်းလုံးများပါတယ်ဒီငလင်ကြီးပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်ဒီမြမပြီမှာမြမပြီတွဲမှာပေါ့မြမပြီမှာပေါ့မြမပြီမှာဆိုလို့ရှိရင်လေနဲ့ပတ်သက်တဲ့ယောဂါတွေအဲ85ရာဂိုင်းလုံးတော့လေနဲ့ပတ်သက်တဲ့ယောဂါတွေတော်တော်များများ ပေါ်များလာပါလိမ့်မယ်။နေနဲ့ပတ်သက်တဲ့ယောဂါတွေကိုလူတော်တော်များများခံနာရပါလိမ့်မယ်။အဲဒါကြောင့်မို့ဒီအေးတွေအလွန်အကျွံတောက်တာတို့အေးတွေအလွန်အကျွံခံနာတို့အတက်နိုင်လို့ကြောင်းကျင်းရပါလိမ့်မယ်။အဲဒါတော့အဓိကကတော့ပြောချင်တာကတော့ပြည်တွင်းစစ်ကြီးပြီးပါတော့မယ်။မြန်မာသူမြန်မာနိုင်ငံသားအားလုံးလည်းကိုယ်စိတ်နှပြကြမ်းမှချမ်းသာရတော့မယ်။အန်တယ်တွေကင်းတော့မယ်လို့ကိုယ့်ကိုယ်ကိုယုံကြည်ယုံကြည်ချက်ယုံကြည်တဲ့စိတ်ဓာတ်လေးတွေထားသိကြပါတယ်။အဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံး ိုးစိတ်ငယ်ပြားကျမ်းမာချမ်းသာပြီးတော့မိသားစုများနဲ့အမြန်မိသားစုများနဲ့အတူအမြန်ပျော်ပျော်ရွှင်ရွှင်အေးချမ်းချမ်းသာသာရရနေနိုင်ကြပါစေလို့စိတ်ဆန္ဒပြုဆုတောင်းပါဆုတောင်းပြီးပေးလိုက်ပါရခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ။